်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကပ္ပစ၁၆ဤအရေးကြီးကကင်စခန်းများအသိမ်းခံရပြီးနောက်အတွဲလိုက်ထုံးများဖြင့်ဖြစ်ခန့်တန်ရာရတပ်ဖွဲ့ဝင်များအုပ်စုလိုက်ပြန်ဆင်းလာနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘကိုးတိုင်းဗထောင်တပ်နယ်ရှိစစ်ကော်မရှင်အမှတ်၁၆ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ၁၆ဤကကင်စခန်းများအသိမ်းခံရပြီးနောက်ရှေ့တန်းစခန်းများမှနေ၍အတွဲလိုက်ထုံးများဖြင့်ဇက်တိုက်ဖြစ်ခတ်မှုများလှုပ်ဆောင်နေကြောင်းသိရပါတယ် အာရကတက်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည်ကပ္ပစာ76၏အဓိကကာကင်စခန်666ပွိုင်အပါအဝင်ကာကင်စခန်၄ခုခန့်ကိုသိမ်းယူလိုက်ပြီးနောက်စစ်ကော်မရှင်ကရှေ့တန်းစခန်များမှနေ၍အတွဲလိုက်ထုံများဖြင့်ကပ္ပစာ76၏အနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းစစ်ရေးတရင်ရင်းမြစ်ထံမှသိရပါသည်ကပ္ပစာ76အနီးကရွာရီတဲစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ရောက်စီအင်အားချထားပြီးနယ်မြေစစ်ဆေးရေးပုံစံလုပ်နေတဲ့ခြေရွာထဲမှာလဲဝါချွန်တွေနဲ့ခြံစည်းရိုးကာခိုင်းနေတဲ့ ပေါ်တာဆွဲတာတွေလည်းတအားများတဲ့ဟုဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်စစ်ကောမရှင်သည်ဒုံးတက်ရင်ဒါတာယာ601ဤရှေ့တန်းစက္ကန့်ဖြစ်သည့်မိုင်းတိုင်26မှနေ၍အတွဲလိုက်ဒရုန်းအလုံး30ခန့်ဖြင့်ကပ္ပဆတ်16ဤကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်ကပ္ပဆတ်16ဤရှိမတုံကြားချေရာကြောက်စခွဲဖလုံရွာများကိုစစ်ကောမရှင်စစ်ကြောင်းများအယောင်ပြရှာခွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံများကိုပါဝင်ထွက်ခွင့်ပိတ်ပင်ထားကြောင်းသိရပါရယ် အဆိုပါကျေးရွာများကိုစစ်ကော်မရှင်ကစက်တက်လေဒီနှက်စင်းဖြင့်ကင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတုံးနယ်ပတ်မှနေ၍ဗရောင်တပ်နယ်အတွင်ကိုဒေသခံများအားအဝင်ထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါသည်။အေအင်းနှင့်ပူပေါင်းတပ်များ၏ထိုးစစ်မှာကာကွယ်ရေးပစ္စည်းဆက်ယုံများဘက်သို့ဦးတည်လာပြီးစစ်ကော်မရှင်ကစစ်ကြောင်းများကိုအင်အားတိုးချဲ့ကဗရောင်တပ်နယ်အတွင်သို့ပို့ဆောင်ခုခံရန်ပြင်ဆင်လျက်ရှိပါသည်။ ထို့ပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခနေမီအတွင်မှစစ်ကြောင်းနှစ်ကြောင်းကိုညောင်ကျိုးစစ်မျက်နှာပြင်သို့အရေးပေါ်ခေါ်ယူလာကြောင်းတပ်သရင်ရင်းမြစ်ထံမှသိရပါဗျ။ရခိုင်ရပိုင်းတွင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာများကိုရခိုင်ရုံမှပေါ်မှနေ၍အစုလိုက်အပြုံလိုက်နောက်တန်းသို့ပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလက်နှင့်လူနာများပါပါရှိကြောင်းသိရပါသည်ဆက်လက်ပြီးစစ်တောင်းမြစ်အရှိတ်ဘက်ကစစ်ကောင်စီတပ်စခန်းနေပြီးတော့ PDF တင်ပိုင်း လေချောင်းရံကားကွယ်ရေးတပ်ကတရင်မှုညီညီနိုင်အပါအဝင်15ဦးသေဆုံး၊၃ဦး၂ဦးဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်တောင်းမြစ်အရှိတ်ကံဘကူတိုင်းရေတာရှည်မြို့နယ်ကစေကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြီးတော့တိုင်းစစ်ဌာနကဒီကနေ့အောက်တိုဘာ21ရက်ကထုတ်ပြန်ပါတယ်။စစ်တောင်မြေအရှိတ်ကံကရွာသိကျွာမှာအင်အား60ဝန်းကျင်နဲ့အထိုင်စခန်းချထားတဲ့စစ်ကောင်စီတပ်ကိုနေပြီးတော့တိုင်းစစ်ထားတာလက်အောက်တပ်ရင်းတွေစုပွဲထားတဲ့ ယူဟာစစ်ကြောင်းနဲ့မတေကအောက်တိုဘာ20ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုအပါဝဲ15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရကာသေဆုံးသွားတဲ့တရင်မှုကဒုတိယပိုမှုကြီးညီညီနိုင်လေးချောင်းညံကောက်ွယ်ရေးတပ်ကဖြစ်တယ်လို့ဖော်ပြပါရယ်။တရင်မှုညီညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာပစ္စတိုထုတ်ပြီးခုခံမှုပြုလုပ်တာကြောင့်အသေးပြစ်တက်လိုက်ရတယ်လို့အသိပေးပါရယ်။ရွာသစ်အထိုင်စခန်းကတနေ့ကျော်ပြီးအဲဒီစခန်းကစစ်တောင်းအရှိမှလမ်းဟောင်းလမ်းသစ်ကိုအဓိကကာကွယ်တာလို့ နေပြီးတော့တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဘိုးလက်ရကသတင်းဌာနကိုစက္ကန်သိမ့်နိုင်ခဲ့တာနဲ့ပတ်သက်လို့ရှင်းပြပါရစေ။စက္ကန်သိမ့်တိုက်ပွဲမှာ drone ဖြတ်ဆက်အပါဝင် MB11 တလန်၊ MB3 တလန်၊ G3 သုံးလန်၊60မမတလန်၊ pistol တလန်၊60မမ G5 လုံး၊ကြီးပေါက်စေကူ၊ကြီးမျိုးစုံ1000ဝန်းကျင်နဲ့မီးဆက်တလုံးနဲ့တင်စီရရှိခဲ့တယ်လို့ဖော်ပြပါရစေ။ဒါပြင်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေအထိနာကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးရွာသစ်ကြီးပါထိုင်စက္ကန်နဲ့ကြီးရွာတွင်ကစစ်ကောင်စီတပ်ရဲ့ ကျင်းစခန်းတွေအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စည်ရေးအရာတော့စကမာရဲ့မြို့တွေကဖို့အဓိကကြားတဲ့ကာကင်းတစ်ခုအထိုင်ချတက်ဆွဲထားတဲ့အခိုင်အမာစခန်းဖြစ်ပါတယ်။စွာမျိုးနဲ့အခုတိုက်တဲ့နေရာနဲ့က၃မိုင်ဝန်းကျင်လောက်ပဲဝေးပါတယ်။စွာမျိုးဝန်းကျင်မှာ84နဲ့19တက်တွေရှိပါတယ်လို့ဒီပြီးတော့တက်ရင်108သတင်းပြန်ကြားရေးတာဝန်ရှိသူကရွာတိရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်ရဲ့အခြေအနေကိုပြောပြပါတယ်။ကြပြင်အခုစစ်စင်ကြီးဟာနေပြီးတော့တရင်ရှိရရှိရဲဘော်တွေအတွက်တနက်အလက်20ဝယ်ယူဖို့ လှုပ်ဆောင်နေတဲ့စစ်တောင်ကမ်ပိန်းရဲ့အစွမ်းတွေပါဝင်ကြောင်းလဲတရင်သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်။ရွာတက်မှာစကစတက်ဆွဲတာပြီးခဲ့တဲ့2024အစောပိုင်းကတည်းကဖြစ်တယ်လို့ရေတာရှည်မျိုးနယ်ဒေသခံတအူကပြောပါရယ်။လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပိတ်မိနေတဲ့ကြေးဝါးနေပြည်သူတွေကိုတိုက်ပွဲလွတ်ရာနေရာကိုကယ်ထုတ်ပေးခဲ့တယ်လို့သိရပါရယ်။လက်ရှိအချိန်စစ်ကောင်စီတပ်ကစစ်ကူအင်အားတွေဖြစ်ပြီးပြန်လည်တိုးဝင်လာတာကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပါတယ် ဒါကြောင့်စစ်တောင်းမြစ်ကန်ဝင်းကျင်ရှိကြေးရွာပြည်သူတွေအနေနဲ့စည်ရီတရီပြစ်နေထိုင်သွားလာကြဖို့နေပြီးတော့တိုင်းစစ်ဌာနကတိုက်တွန်းပါတယ်စစ်တောင်းကမ်ပိန်းမပြီးစုံသေးပေမဲ့ရရှိထားတဲ့ငွေနဲ့လက်နက်စက်တလက်ဝယ်ယူထားပြီးတရင်ရှိရရှိရဲဘော်တွေကိုတက်ဆင်ပေးထားတယ်လို့ဆိုပါတယ်တမတ်ရန်ပုံငွေပြည့်မီဖို့20ရာခိုင်နှုန်းလောက်လိုအပ်နေသေးတယ်လို့ပြည်သူတွေပါဝင်ပေးကြဖို့လေတရင်တရင်ပြန်ကြရေးတာဝန်ရှိသူကနှိုးဆော်ထားပါတယ် ဆက်လက်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ရန်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မလေးရှားနိုင်ငံကွာလာလံပူမြို့တွင်ပြုလုပ်မည့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားအစိုးရနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုများလုပ်နေရသည့်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရသည် အော်တိုဘာလ26ရက်နေ့မှအော်တိုဘာလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလပူမြို့တွင်48ကျိမြောင်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ခေါင်းဆောင်ဆိုင်ရန်တွင်မင်းအောင်လှိုင်ပါဝင်တည်ဟုအကြံဖတ်စစ်တပ်လော်ဘီများကဝါဒဖြန့်နေကြတော့လေလက်တွေ့တွင်မလေးရှားကမင်းအောင်လှိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရပါသည်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စစ်ကောင်ဆောင်ကိုဖိတ်ထားတာမရှိဘူး။ထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတက်ရတာပါ။အခုထပ်ပြီးတော့ဖိတ်ကြားထားတာမရှိဘူးလို့သိရပါတယ်ဟု မလေးရှားနိုင်ငံသားရေးဝင်ကြီးဌာနနှင့်ထိတွေ့ဆက်ဆံမှုရှိနေသည့်ဒေါ်လာရေးသတင်းရင်းမြစ်ကဆိုပါတယ်မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မဲ့ခေါင်းဆောင်များဆင်ရင်တွင်မေယာလိုက်နာမည်ကိုထည့်သွင်းဖော်ပြခဲ့သည့် New Straits Times သတင်းဌာနကယခုအခါမေယာလိုက်၏နာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မိခေါင်းဆောင်များဆင်ရင်မှဖြုတ်ပယ်ပြီးအမားပြင်ဆင်မှုများလှုပ်ဆောင်သွားသည်အာဆီယံထိပ်သီးအစည်းအဝေးတွင်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်တို့ထက်ရောက်မည်ဖြစ်ပြီး အရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်နိုင်ငံသို့လွှဲပြောင်းခြင်းအပါအဝင်ကမ္ဘာရေးရာနှင့်မြန်မာရေးရာတို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများတွင်ဖော်ပြထားပါသည်ဆလဘီဖာကန်ရှိ KIA တက်မဟာကိုတရင်6ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ပြီးစစ်ကြောင်းထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကန်စီဒေသရှိ KIA တပ်မဟာကိုတရင်6နှစ်မြေကိုစစ်ကော်မရှင်ကဘုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ် ရှနေ့အောက်တိုဘာ22ရက်နေ့နှစ်ပိုင်းအချိန်တွင်စစ်ကော်မရှင်ကဝိုင်တွဲလျက်ဖြင့်တရင်6နေမြေအတွင်သို့ဘုံအလုံးကြီး36လုံးကျော်ကျဲချတိုက်ခိုက်ခဲ့သည်ဟုဆိုပါသည်တရင်6နေမြေအတွင်မှစစ်တပ်ကမြေပြင်ဝေဟင်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါသည်စစ်ကော်မရှင်နှင့်ရှန်နီတက် SND တို့အင်အားအလုံးကြီးဖြင့်တရင်6နေမြေအတွင်သို့စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပါသည်စစ်ကော်မရှင်တက်ဆွဲထားသည့်စိုင်းတောင် ယူမာလန်ပေါ်ရှိအေဘာဝင်းညောချန်နှင့်မရှိကထောင်တရုတ်ဘုံကျောင်းရခိုင်ကုန်းပေါ်တို့တွင်ထိတွေ့တိုက်ပွဲများပြင်းထန်နေပါသည်။ဖာကန်တွင်ဝေရောက်စစ်ကြောင်းထိုးနေသည့်စစ်ကော်မရှင်တပ်အချို့ထွက်ခွာသွားတော့လေကျန်ရှိသည့်စစ်ကောင်စီနှင့်ရှမ်းနီပြည်သူစစ်များပူးပေါင်းပြီးတရင်၆နေမီအတွင်စစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်